တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်း channel မှာဒီကနေ့ April 4ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်ပြီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးချင်တာကတော့စစ်တောင်းမြေအတွင်စစ်ကောင်စီတပ်ရဲ့အင်အား30ပါဆက်လေးတစီတိမ်မောက်အရာရှိအလောင်းကိုတော်လန်ရေးတပ်များတွေ့ရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းရွှေကျင်မြို့နယ်မှာရှိတဲ့ ကွမ်းစိတ်နယ်မြေရဲစခန်းတိုက်ခိုက်ခံရမှုအားတက်ကူသွားတဲ့စစ်ကောင်စီတပ်ရဲ့လှေတစည်းဟာတိမ်မောက်သွားပြီးအင်အား30ခန့်မြစ်အတွင်းမျောပါသွားကြောင်းဒေတာတော်လိုင်းရေးတရင်ရင့်မြင်များကပြောပါတယ်။အဆိုပါကွမ်းစိတ်တက်စခန်းဟာဝေါ်မြို့နယ်အစွန်တရဲသမိန်ကျေးရွာတစ်ဖက်ချမ်းစစ်တောင်းမြစ်ဘေးမှာတည်ရှိပြီးဧပြီ23ရက်ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ဦးဆောင်တဲ့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့များကစီးနင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့် ဝေါ်မြို့နယ်တမိန်တရေကြီးရွာဘက်မှစစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအဖွဲ့အင်အား30ခန့်ဟာစစ်တောင်းမြစ်ကိုဖျက်ပြီးဆက်လီနဲ့တက်ကူတွားရောက်ခဲ့ရမှာမြေအတွင်းဆက်လီတိမ်မောက်ခဲ့ခြင်းဖြစ်တယ်လို့တော်လန်ရေးတရင်ရင်းမြစ်နဲ့ဒေသခံများကပြောပါတယ်။အဲ့ဒီဆက်လီတိမ်မောက်တဲ့ဖြစ်စဉ်မှာစစ်ကောင်စီတပ်အရာရှိရဲ့ရုပ်အလောင်းစစ်တောင်းမြစ်အတွင်းမျောပါလာတာကိုယနေ့မေလ၄ရက်နေ့နနက်၈နာရီခွဲခန့်မှာဒေသခံရေလုံသားတချို့ကဝေါ်မြို့နယ်နဲ့ကြိုက်ထုံမြို့နယ်အဆက်ခရွေးကြီးရွာအနီးမှာတွေ့ရှိခဲ့ရပါတယ်။ လွန်ခဲ့တဲ့၄-၅ရက်လောက်ကကွမ်းစိတ်ဘက်မှာတိုက်ပွဲဖြစ်တဲ့အချိန်တရဲတမိန်ဘက်ကလာတဲ့ဆက်လီဒဇင်စစ်တောင်းမြစ်ထဲမှောက်သွားတယ်။အယောက်30ပါသွားတယ်လို့သိထားရတယ်။အဲ့ဒီထဲကအလောင်းတွေမျောပါလာတာပေါ့လို့ယနေ့မေလ၄ရက်နေ့နနက်ခရွေးရွာအနီးစစ်တောင်းမြစ်အတွင်တွေ့ရတဲ့စစ်ကောင်စီတပ်အရာရှိရုပ်အလောင်းနဲ့ဆက်လင်းပြီးဒေသခံပြည်သူတို့ကပြောဆိုပါရတယ်။ မြစ်အတွင် ပုတ်ပွမျောပါနေတဲ့စစ်ကောင်စီတပ်အရာရှိရုပ်အလောင်းမှာတနက်အတူတလက်စကားပြောဆက် walkie talkie တလုံးရှာဖွေတွေ့ရှိပြီးဒေတာအခြေပြုတော်လိုင်းတပ်ပွဲများကစစ်စေးသိမ်းဆဲတဲ့ကြောင်၎င်းကဆက်ပြောပါတယ် တော်လိုင်းရေးပူပေါင်းတပ်ဖွဲ့များကကွင်းစစ်ရေကင်စကန်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက်စစ်ကောင်စီရဲ့ခမရ998နဲ့ခမရ98ကိုတရင်များမှလက်နက်ကြီးများနဲ့ရန်တံပစ်ခတ်ခဲ့တဲ့အပြင်စစ်ကောင်စီတပ်ကလေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ရမှာယမန်နေ့မေလ3ရက်နေ့တရက်ထဲမှာလေရင်နဲ့ဘုံအလုံး30ခန့်ကျဲကျတိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းရေးတပ်ဖွဲ့များထံမှစုံစမ်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့စင်ပြူကျုံးမှာတိုက်ပွဲဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့များတိုက်ဆုံမှုများအလောင်းနဲ့လက်နက်တွေမကောက်နိုင်အောင်လေရင်နဲ့ဘုံတီ60ကျော်ကြေးချခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းစလင်းမြို့နယ်စင်ပြူကျွန်းမြို့အနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်တွေအကြားတိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသေဆုံးတယ်လို့မြေပြင်စစ်ရေးတရင်အရင်းမြစ်တွေနဲ့ဒေသခံတွေထံကနေသိရပါတယ်။မေလ3ရက်နေ့ယမန်နေ့ကစင်ပြူကျွန်းမြို့ကုတ်ကိုတန်းနဲ့နေပူကန်ကြေးရွာတွေထံအင်အား100ကျော်နဲ့ဝင်ရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအဆိုပါကြေးရွာတွေအနောက်ဘက်လေကွင်းတွေရဲ့အရောက်မှာတော်လိုင်းရေးတပ်တွေဘက်ကတိုက်ခိုက်ခဲ့တာဖြစ်ပြီးမွန်လွယ်2နာရီခန့်ကနေညနေ9နာရီဝန်းကျင်အထိတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီစစ်ကြောင်းကစင်ပြူကျွန်းတညောင်လမ်းပိုင်းကိုနေမီစုမှုဖို့အတွက်နေမီရှင်းလင်းရေးလုပ်တဲ့သဘောပါမနေ့ကတော်လိုင်းရေးတပ်ဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်တဲ့စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးတာလည်းများတယ်လို့စလင်းဒေတာခန့်အမျိုးသမီးတူကပြောပါတယ်တိုက်ပွဲအတွင်းအထိနာတဲ့စစ်ကောင်စီတပ်ကယမန်နေ့ည၈နာရီခန့်ကနေ၈နာရီခွဲအထိဝိုင်တွဲလေရင်ပေါ်ကနေတိုက်ပွဲဖြစ်ပွားရာနေရာနဲ့အနီးတစ်ဝိုက်ဘုံဒီအလုံးကြီး60ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ်တိုက်ပွဲဖြစ်တဲ့နေရာမှာအလောင်းတွေကအများကြီးပဲတဲ့တော်လည်းမကြည့်ရဲကြဘူးနေပူကံမှာလည်း အင်တောင်စုတစုနှစ်စုပဲကြံတာလို့အထက်ပါအမျိုးသမီးကပြောပါတယ်။အဆိုပါဝိုင်တွဲလေရဟာတိုက်ပွဲဖြစ်နေရာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေပေါ်ကိုဘုံတွေကြဲချခဲ့ပြီးအဲ့ဒီလိုလှုပ်ဆောင်တာဟာတေဆုံစစ်ကောင်စီတပ်သားတွေရဲ့အလောင်းနဲ့လက်နက်တွေတော်လန်ရေးဘက်ကနေမရရှိအောင်လှုပ်ဆောင်တာဖြစ်နိုင်ကြောင်းသူကဆက်ပြောပါတယ်။နေပူကန်ရွာနီးတိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံသွားပြီးအရှင်ဖမ်းမိသူတွေလည်းရှိကြောင်းမြေပြင်သတင်းရင်းမြစ်နှစ်ခုကပြောဆိုထားကစစ်ကောင်စီတပ်ဖွဲ့တွေတေဆုံမှုအခြေအနေအသေးစိတ်ကိုတော့တိကျအတိမပြုတ်နိုင်သေးပါဘူး။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးမင်းဘူးခရိုင် PDF တပ်ဖွဲ့တွေကိုဆက်သွယ်မေးမြန်းခဲ့ပေမဲ့လည်းလက်တလောစစ်ရေးအခြေအနေတွေအရထုတ်ပြန်ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့တုံ့ပြန်ပါတယ်အဆိုပါစစ်ကြောင်းဟာပခုတ်ကူအခြေစိုက်တက်မှ1.3ညတက်လက်အောက်ခံစစ်ကြောင်းဖြစ်ပြီးပြီးခဲ့တဲ့ match လာအတွင်းပခုတ်ကူတက်မှ1.3ညတက်ကနေစိတ်ဖြူမြို့အဲဒီကနေစလင်းမြို့နယ်အတွင်းကကန်တော်ရွာရတေးရွာငပြောတော်ရွာညောင်ကုန်းရွာမြောင်းခွာရွာစတဲ့ရွာတွေကနေတစ်စစ်မြေပြင်စစ်ကြောင်းထိုးလာပြီးနောက်စင်မြူကျွန်းမြို့နွယ်တမဲရွာထိပ်မှအထိုင်ချနေတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရှိရပါတယ် လက်ရှိမှာတော့အထိနာနေတဲ့စစ်ကြောင်းဟာနေပူကန်ကျေးရွာမှာအထိုင်ချတက်ဆွဲနေပြီးတိုက်ပွဲတွေနဲ့လေရင်ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ကိုကိုတန်းနဲ့နေပူကန်ကျေးရွာအပါအနီးတစ်ဝိုက်ကျေးရွာတွေကဒေသခံတွေဘေးလွတ်ရာရှောင်တိတ်နေရတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ KIA နဲ့မဟာမိတ်စာချုပ်၃ခုရှိထားပြီးပူးပေါင်းဆောင်ရွက်နိုင်ရေးမကြမီတွေ့ဆုံဆွေးနွေးမယ်လို့ TNL ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ် မဟာမိတ်ကချင်လွတ်လပ်ရေးတက်မတော် KNA နဲ့ဖြစ်ပွားတဲ့ပြဿနာများကိုညှိနှိုင်းပြီးပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေးသွားမှာဖြစ်ကြောင်းတအောင်တက်မတော် TNL တွဲဖက်အထွေထွေအတွင်းရေးမှူးဗိုလ်မှူးကြီးတာပန်လာကပြောကြားလိုက်ပါတယ်။ယနေ့မေလ၄ရက်နေ့ကျင်းပတဲ့ PSLF TNL ရဲ့နိုင်ငံရေးစစ်ရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲမှာ KIO KNA နဲ့ PSLF TNL အကြားရှမ်းပြည်နယ်မြောက်ပိုင်းမှာပြဿနာအချို့ရှိခဲ့မှုအပေါ်ဖြေရှင်းမဲ့အခြေအနေကိုယခုကဲ့သို့ရှင်းပြခြင်းဖြစ်ပါတယ်။ KIO နဲ့ PSLF တို့ဟာ1986ခရစ်ကစပြီးထာဝရမဟာမိတ်ပုံစံအတူလက်တွဲဆောင်ရွက်ခဲ့ပြီး2013 2023တို့မှာထပ်မံပြီးမဟာမိတ်စာချုပ်များဆက်လက်အကောင့်ထည့်ဖော်ရန်အတူတကွညီညီညွတ်ညွတ်ဆောင်ရွက်ရန်ဆုံးဖြတ်ချက်ရှိထားတယ်လို့ပြောပါတယ်။နှစ်စဉ်အနည်းဆုံးတစ်ကြိမ်ဗဟိုကော်မတီချင်းတွေ့ဆုံရန်စီစဉ်ခဲ့ပေမဲ့လည်းစည်ရေးပြင်းထန်တဲ့ကာလဖြစ်တဲ့အတွက်သတ်မှတ်ထားတဲ့ရက်အတိုင်းလုပ်ရန်မဖြစ်ခဲ့လို့ဆိုပါတယ်။ညနိုင်ရန်အချိန်အခါမရောက်သေးတဲ့အတွက်ပြဿနာနည်းနည်းပါးပါးဖြစ်ပွားခဲ့ကြောင်းဘုံမူကြီးတာပန်လာကပြောဆိုပါရယ် ဟိုတုန်းကစာချုပ်၃ခုနဲ့ကျွန်တော်တို့သဘောတူညီမှုတွေရှိထားတယ်လို့တနည်းတစ်ကြိမ်တွေ့ဆုံဖို့အစည်းအဝေးတွေမကြာမီဖြစ်ပွားဖို့ရှိပါတယ်လို့၎င်းကပြောပါတယ်။ကြိုတင်ပြင်ဆင်မှုအစည်းအဝေးဆောင်ရွက်ထားပြီးနေရာတက်မှတ်နိုင်ရတဲ့ညှိနှိုင်းနေကြောင်းနေရာတက်မှတ်ပြီးမကြာမီကာလမှာတွေ့ဆုံရန်ရှိကြောင်းရှင်းပြပါတယ်။ PSLF နဲ့ KIO အကြားမှာဘလို့ပူးပေါင်းဆောင်ရွက်မှုတွေရှိမလဲဆိုတာကျွန်တော်တို့ဆွေးနွေးတော့ဖို့ရှိပါတယ်လို့ဗိုလ်မှူးကြီးတပန်လာကပြောပါတယ်။ KIO ကလည်း PSLF နဲ့ဆွေးနွေးပွဲကျင်းပနိုင်ရေးကြိုတင်ညှိနှိုင်းနေမှုကိုတရင်ထုတ်ပြန်ထားပါတယ်။ KNO ဘက်ကဗိုလ်ချုပ်အဆင့်တာဝန်ရှိသူဦးဆောင်ပြီးဆွေးနွေးပွဲကျင်းပနိုင်ရင်ညှိနှိုင်းနေတယ်လို့ဆိုပါတယ်။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ MNDA ပြန်ပေးထားတဲ့လာရှိုးမျိုးပေါ်ကွက်ပြီးစစ်ကောင်စီကအန်ရယ်ကင်းပရိတ်ရွတ်ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။တရုတ်အစိုးရဂျောင်းဝင်မှုနဲ့ MNDA ကပြန်ပေးထားတဲ့လာရှိုးမြို့မှာစစ်ကောင်စီကအန်ရယ်ကင်းပရိတ်ရွတ်ရန်စီစဉ်နေပါတယ်။လာရှိုးမန်ဆူရှမ်းကျောင်းဆရာတော်ဦးဆောင်ကယနေ့မေလ၄ရက်နေ့ညနေ၄နာရီမှစတင်ကမြို့ပေါ်ရက်ွက်များမှာပရိတ်ရွတ်မယ်လို့ဒေသခံတအုပ်ကပြောပါတယ်။ တမျိုးနယ်လုံးမဟုတ်ဘူးမြို့ပေါ်ရက်ွက်တွေပဲပါတာသူတို့ကကြောက်တက်တော့ဘာသာရေးနဲ့ပြန်ပြီးအားကိုးရှာလာလို့လာရှိုးမြို့မှာစစ်ကောင်စီပရေးရွတ်မဲ့အစီအစဉ်နဲ့ပတ်သက်ပြီးမြို့ခံတအုပ်ကပြောပါတယ်လာရှိုးမန်စုရှမ်းကျောင်းစီရတော့ဟာစစ်ကောင်ဆောင်ရဲ့အပူဇော်ခံဖုံကြီးဖြစ်ပါတယ်လာရှိုးမြို့ကိုတစ်တုံညာနှစ်ကောင်စစ်စင်ရေးနဲ့ MNDA ပူးပေါင်းတပ်များစတင်တိုက်ခိုက်စဉ်မှာမြို့ကံများထွက်မသွားရန်နဲ့စစ်ကောင်စီကအခြေအနေကိုထိန်းချုပ်နိုင်မယ်လို့လူမှုကွန်ရက်မှတစင်ဟောခဲ့ပါတယ် အမှန်တကယ်တိုက်ပွဲဖြစ်ထန်လာတဲ့အခါမှာတော့၎င်းဟာမြို့မှထွက်ပြေးသွားခဲ့ပြီးယခုရက်ပိုင်းအတွင်းပြန်ဝင်လာခြင်းဖြစ်ပါတယ်။ MNDAA နဲ့မဟာမိတ်များကလာရှိုးမြို့တိုင်းတိုက်ပွဲကာလအတွင်းစစ်ကောင်စီထိခိုက်သေးဆုံးမှုများတဲ့အရှိမျောက်တိုင်းစစ်ဌာနချုပ်အပါအဝင်စစ်တပ်ရင်းများလာရှိုးလေစိတ်တို့မှတရဲ၆တဲလို့ကောလာဟာလာများလဲဒေသခံများကြားပြန့်နှံ့နေပါတယ်။လေစိတ်မှာတိုက်ပွဲဖြစ်တုန်းကလည်းစစ်တပ်ဘက်ကအများကြီးသိတာအလောင်းတွေကိုခွေးတွေကစားတာလေဘယ်သူကမှလည်းအမျှမပေးနိုင်ဘူးလေ။ မြို့တဲကသူတို့ဝင်တက်ဆွဲတဲ့အိမ်တွေမှာလဲအယိုးစုတွေကြံနေတာလေအရန်ကြောက်ဖို့ကောင်းတယ်လို့လာရှိုးမျိုးကန်တူကပြောပါတယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခအပါဝင်လာရှိုးမျိုးကို MNDA နဲ့ပူးပေါင်းတပ်ဖွဲ့များက2024ခုနှစ်ဩဂတ်လဇန်ပိုင်းမှာတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်အထုဒေတာတစ်အဖြစ်ထည့်သွင်းသတ်မှတ်ပြီးအုတ်ချုပ်ရေးရန်နဲ့အသက်သွင်းနေစဉ်တရုတ်ရဲ့ဖိအားကြောင့်စစ်ကောင်စီထံပြန်ပေးလိုက်ရပါတယ်မျိုးပေါ်ရက်ကွက်12ခုကိုသာ MNDA ကပြန်ပေးခြင်းဖြစ်ပါတယ် ယခုနှစ်ဧပြီလ19ရက်နေ့မှစပြီးလာရှိုးမြို့ကိုစစ်ကောင်စီပြန်ဝင်လာစဉ်ကလည်းတရုတ်အထူးကိုယ်စားလှယ်အဖွဲ့တင့်ရှိချင်းဦးဆောင်တဲ့ပြစ်ခတ်ရက်စဲမှုစောင့်ကြည့်ရေးအဖွဲ့ရဲ့အကာအကွယ်နဲ့ပြန်ဝင်လာခြင်းဖြစ်ပါတယ်။စစ်ကောင်စီဟာလာရှိုးမြို့ကိုမအုပ်ချုပ်နိုင်သေးဘဲတရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေဖြစ်နေတယ်လို့မြို့ကန်တချို့ကပြောပါတယ်။မေလ၄ရက်နေ့ညနေပြုလုပ်မဲ့အန်နီယကင်ပရိတ်ရွတ်တဲ့အစီအစဉ်ကိုမြို့ကန်အများစုပူပေါင်းပါဝင်ခြင်းမရှိကြဘဲဌာနဆိုင်ရာများနဲ့စစ်ကောင်စီထောက်ခံသူအနေငယ်သာပါဝင်ကူညီနေတယ်လို့သတင်းရရှိပါတယ်။စစ်တပ်ဟာလာရှိုးမြို့တိုင်တိုက်ပွဲအပအဝင် တော်လိုင်းရင်အားစုများကမြို့သိမ်းတိုက်ပွဲထိုးစစ်ဆင်ခံရချိန်မှာလဲစစ်ကောင်စီကဥဆောင်ပြီးအန်ရယ်ကင်းပရိတ်ရွတ်ချင်းရတရာခြေချင်းများကိုပြုတ်လုလိရှိပါတယ်စစ်ကောင်စီကလာရှုံမြို့ကိုဆုံးရှုံးပြီးနောက်လာပေါင်းများစွာတိုက်လေရင်များနဲ့မြို့ကိုဘုံကျဲဖျက်ဆီးခဲ့ပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့စိတ်ပြူမျိုးမှကပ္ပစ21ကိုလာတဲ့စစ်ကား2စီးကိုတိုက်ခိုက်မှုစစ်သား12ဦးသေဆုံးကော့တောင်းမှာလဲစစ်တပ်စစ်ကြောင်းများကိုတော်လိုင်းရဲတပ်များကတိုက်ခိုက်ခဲ့ကြောင်းတင်ဆက်ပေးပါမယ် မကွေးတိုင်းစိတ်ဖြူမြို့နယ်ကပ္ပစာ21ကိုလာတဲ့စစ်ကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာစစ်သား12ဦးသေဆုံးခဲ့ကြောင်းပခုတ်ကူခရိုင်အမှတ်လေးတက်ရင်တက်ခွဲ့တက် KF SPU PDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြပါတယ်။ဧပြီလ28ရက်နေ့စိတ်ဖြူမြို့မှာကပ္ပစာ21ကိုလာတဲ့စစ်ကားနှစ်စီးကိုတပြေပြင်းကြေးရွာအနီးအရောက်ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကအသင့်ဆောင်ကြိုပြီးခြုံခိုးတိုက်ခိုက်ခဲ့ကြောင်းစစ်ကားတစ်စီးမှလမ်းဘေးကိုထိုးရက်သွားပြီးကားပေါ်ပါစစ်သား12ဦးသေဆုံးပြီး၃ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ ရန်သူဘက်မှာထိတာရောတေတာရောမြင်နေရတယ်တယောက်ပဲကြံတော့တာအဲ့ဒီကားကိုအနီးကဝင်လုံးတဲ့အချိန်မှာရဲဘော်တယောက် ကြည်ထိမှန်ခဲ့တာပါဒဏ်ရာကတော့မစိုးရင်ရပါဘူးခဏကြာတော့စစ်ကူရောက်လာတဲ့အတွက်ကြံတဲ့ရဲဘော်တယောက်ထတ်တည်တယ်အဲ့ဒီဒဏ်ရာရရဲဘော်တွေကိုကာကူပစ်ပေးရင်ဆွဲထုတ်ပြီးပြန်လည်ဆုတ်ခွာခဲ့ရပါတယ်ကျွန်တော်တို့အနေနဲ့ကကြည်အင်အားရောလက်နက်ချုပ်ရင်းချက်တွေကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရတာဖြစ်ပါတယ်လို့ပခုတ်ကူခရိုင်အမှတ်လေးတက်ရင်တက်ခွဲတက် KF SPU PDF မှာတာဝန်ရှိသူတို့ကပြောကြပါတယ်အဆိုပါတိုက်ခိုက်မှုကိုပခုတ်ကူခရိုင်အမှတ်လေးတက်ရင် တက်ခွဲ1တက်ခွဲ2နဲ့ပခုတ်ကူခရိုင်အမှတ်ရှိတက်ရင်တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်အလားတူတနင်္သာရီတိုင်းကော့တောင်းမြို့နယ်မှာဆက်လက်လေးစီးနဲ့လိုက်ပါလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ရမှာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုရှိကြောင်းဗျံလွန်တပ်ဖွဲ့မှရဲဘော်ဖိနစ်ကပြောဆိုပါတယ်။မေလ2ရက်နေ့နနက်10:30မိနစ်အချိန်ခန့်ကော့တောင်းမြို့နယ်မလီဝမ်ကျေးရွာအုပ်စုနံပါတ်1ချောင်းတိုင်းဆက်လက်ငယ်လေးစီးနဲ့ရေစံတက်လာတဲ့ အင်အား90ပါအကြံဖတ်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီအကြံဖတ်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ဆက်လေငယ်၄စီဟာနံပါတ်၁ချောင်းကြောက်ပုံစိမ့်ဤရောက်လာခြင်းမှာတော်လန်ရေးတပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးနှစ်ဖက်ပစ်ခတ်မှုတနားရီခန့်ဖြစ်ပွားပြီးနောက်တော်လန်ရေးတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရှိရပါတယ်။လက်ရှိအချိန်အထိအကြံဖတ်စစ်ကောင်စီတပ်သားများနဲ့တော်လန်ရေးတပ်ဖွဲ့များစစ်ရေးတင်းမာနေစေဖြစ်ပြီးစစ်ကောင်စီတပ်သားများထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရှိရပါတယ်။ စစ်ခွေးအသေးစရင်ကိုတော့ကျွန်တော်တို့မသိရသေးပါဘူးကျွန်တော်တို့လည်းဆက်လက်စုံစမ်းနေပါတယ်ထိခိုက်မှုတော့များနိုင်တယ်လက်ရှိအချိန်ထိစစ်ရေးကနှစ်ဖက်တင်းမာနေတော့ပဲလို့ပြန်လွှားတက်ဖွဲ့မှရဲဘော်ဖီနစ်ကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကိုကော့တောင်းမြို့နယ်လိုကယ်တက်ဖွဲ့ PDF ပြန်လွှားတက်ဖွဲ့နဲ့မြို့ပြပျောက်ကြဗိုလ်သမန်းကြတက်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးချင်တာကတော့တော်လန်စာရေးဆရာရဲ့ကောင်းမွန်လှတဲ့သတင်းသုံးသပ်ချက်ကိုတင်ဆက်ပေးပါမယ် မေလ9ရက်နေ့မှာကျင်းပမဲ့280ပြည့်ရုရှားယင်မြင့်ဤအောင်ပွဲအခမ်းအနားမှာတက်ရောက်လာမဲ့နိုင်ငံတကာခေါင်းဆောင်များရဲ့လုံခြုံရေးကိုအာမမခံလို့ယူကရိန်းတမတာကမေလ3ရက်နေ့ကသတိပေးလိုက်ပါတယ်။ရုရှားနိုင်ငံယင်မြင့်ဤမှာဒုတိယကမ္ဘာစစ်280ပြည့်အထိမ်းအမှတ်အတွက်မေလ8ရက်နေ့မှမေလ10ရက်နေ့အထိအပြည့်အခက်ရက်စဲရန်ရုရှားတမတာကမ်းလှမ်းချက်ကိုယူကရိန်းဘက်ကပယ်ချလိုက်ပါတယ်။သူများကိုတော့ကျူးကျော်မယ်ငါတို့ပွဲလုံနေတဲ့အချိန်အပြစ်ရပေးဟဆိုတော့ရုရှားကမ်းလန်းနဲ့အပြစ်ခတ်ရက်စဲရည်ကိုယူကရိန်းအနေနဲ့လက်မခံတာဖြစ်ပြီး ကြာသေးခင်ကကီဖ်မြို့ကိုမစ်ဆိုင်းတွေဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့ယူကရိန်းအပြစ်မဲ့ပြည်သူတွေအသေးပြောက်များခဲ့တယ်။ယူကရိန်းကိုကျူးကျော်တိုက်ခိုက်နေတဲ့အင်အားကြီးပြီးအနိုင်ကျင့်လွန်းတဲ့ပူတင်နဲ့အပေါင်းအပါတိုက်ကို Tit for Tat ပားရိုက်ရင်နားကိုက်လုတဲ့ယူကရိန်းသမ္မတဇယ်လန်စကီကိုအပြည့်အဝထောက်ခံတယ်။ငါလုံရင်ရတယ်မင်းလုံလို့မရဘူးဆိုတဲ့နှအိုနောက်ကြတာပူတင်ရဲ့ရုပ်မှာကောက်ကျင်းမှုကအရင်ယွန်စရာကောင်းပါတယ်။ အလက်စစ်နာဗီကိုစိုက်ဘေးရီးယားအကျဉ်ထောင်မှာအပြောက်ရှင်းခဲ့တဲ့ပူတင်လိုအမိကိုးကြောင့်နဲ့မြေခွေးကိုရှင်းမှကဘာကြီးအေဂျင့်နိုင်မယ်။ရင်းမြင်းဒီအောင်ပွဲအခမ်းအနားမှာတရုတ်သမ္မတရှီကျင်းဖင်မြန်မာအကြံဖတ်စစ်ခေါင်းဆောင်မင်းအောင်လိုင်းတို့တက်ရောက်ဖို့ရှိနေတာကြောင့်ယူကရိန်းရဲ့တိုက်ခိုက်မှုဖြစ်ခဲ့ရင်ပွဲကအတော်လှသွားမှာဖြစ်တယ်။တနေရာထဲမှာအာနာရှင်ဒဇုတဝေးတွေကိုမြင်ရမှာဖြစ်ပြီးတိုက်ခိုက်မှုဖြစ်ခဲ့ရင်ကဘာကြီးကအုပ်အော်တောင်းနေအားပေးကြမှာမလွယ်ဘူး။ယူကရိန်းအနေနဲ့လုံရဲလားဆိုတာသူ့ကို backup လုပ်ပေးနေတဲ့ EU နဲ့ US Trump ကအချိုးပြောင်းလာတာကြောင့်တိုက်ခိုက်ဖို့ဝင်မလေးတဲ့အနေအထားရှိပြီး head evidence အရ international law အတိုင်းဆိုရင်ရုရှားဘက်ကပြောလို့မရဘူးပုတ်ရဟန်းမင်းကြီး Francis ရဲ့ဇာပနမှာပြန်ပြေလည်မှုရခဲ့တဲ့ US နဲ့ Ukraine တံမရနှစ်ဦးရဲ့တွေ့ဆုံပွဲကနေ American အပူတပြင်းလိုအပ်နေတဲ့မြေရှားအပါအဝင်အဖိုးတန်တက်တက်တူတွေကိုရှာပွေတူးဖို့ထုတ်ယူခွင့်ပြုလိုက်တဲ့သဘောတူစာချုပ်ကြောင့်ရုရှားအနေနဲ့လည်း Ukraine ကိုစိတ်ထင်တိုင်းမတိုက်ခိုက်ရဲတော့ဘူးပေါင်ကြော်တာနဲ့ဒုတ်ကြီးကြီးထမ်းထားတဲ့ဇိုးလုံနေတဲ့ Trump ကထုဖို့ချောင်းနေတယ် ထရမ့်ကသူ့နိုင်ငံစီးပွားရေးထိရင်မခံတဲ့ဘာမဆိုနှခါမစင်းစားပဲလက်ရဲဇရဲမိုက်လေးရှိတယ်။2020ဇန်နဝါရီ3ရက်နေ့မှာအီရန်တော်လှန်ရေးအဆောင်တက် ICRG တက်မှုကြီးဗိုလ်ချုပ်ကြီးကာဆမ်ဆူလီမန်နီကိုရှင်းပြတာရှေ့နောက်ကြည့်မနေဘူး။ရုရှားယူကရိန်းစစ်မှာရုရှားပတ်လိုက်တယ်လို့နဲ့ယူကရိန်းရဲ့တယံဇာတကိုဆွဲထုတ်ညစ်ပြီးအမျက်ထွက်အောင်လုပ်ပြီးရင်ပြန်တာဝန်ယူပေးရမှာပဲ။၎င်းရဲ့ယာရုအာနာမြဲခြင်းရင်မဟာမိတ်ဥရောပနဲ့မလွဲမသွေဆက်ဆံရမှာပဲ။ နေတိုးကိုဥဆောင်ရမှာယော့တန်ယော့တင်းတန်တင်းလောက်ရမှာပဲထရန့်မလုတ်ချင်ရင်တော့မှအနောက်ကပြီးသူကတင့်တန့်က conspiracy theory အရခင်းကျင်းနေရမှာပဲ geopolitics အရဘိုင်းပိုလာဝါအရမဟာဗျူဟာခင်းကျင်းရမှာ super power နိုင်ငံတွေရဲ့ခြေလှမ်းအတိတ်နဲ့ဆိုတာခံမှန်းရခက်ပါတယ်နိုင်ငံရေးမှာထာဝရရန်သူမိတ်ဆွေဆိုတာမရှိဘူးအကျိုးစီးပွားသာရှိတယ်ဆိုတဲ့စကားအလကားပြောခဲ့တာမဟုတ်ပါဘူးနောက်ပြီးယူကရိန်းသမ္မတဗလာဒီမာဇယ်လန်စကီးရဲ့ရုရှားကိုရဲရဲဝံ့ဝံ့တုံ့ပြန်မှုသူ့နိုင်ငံနဲ့ပြည်သူလူထုအတွက် US သမ္မတ ုတမရအိမ်ပြတော်ခေါ်ပြီးအဆက်ခွဲခဲ့တာတော့မမှုပဲသူကိုယ်တိုင်ခြာနှင်းခံပြီးသူ့ရဲ့အမိမြေလုံခြုံရေးအတွက် US အလိုကျ sacrifice လုပ်ပေးတာချက်သိမ်းပါထပါတယ်ခေါင်းဆောင်ခေါင်းဆိုတာဒါပါလားလို့တွေးရင်အဟောဝတ္တကောင်းလီဆွဆိုပြီးပီတိဖြစ်မိပါတယ်နိုင်ငံတကာအရေးခင်းကပြောစရာမကုန်ပါဘူးယခုလောလောဆယ် topic ဖြစ်နေတဲ့280ရင်းပြင်းဒီအောင်ပွဲအခမ်းအနားမှာတွားတက်မဲ့မအားလာရဲ့လက်စွပ်လေးဘာဖြစ်မလဲဆိုတာတွေးကြည့်ရုံနဲ့တင်ကြည့်နေရတယ် ဆူလီမန်နီထိတဲ့ Hellfire ငရေပန်းဒုံးလိုဓားတွေဖြာထွက်လာပြီးစုပ်ဖြဲထွက်လေမလားဆိုတာအကယ်၍ဘာမှမဖြစ်ခင်ရင်လဲစိုးကြောက်ပြီးတောင်ကြီးမြောက်ကြီးနေရမယ်မအားလားအနေထားကိုပဲကျင့်နေတာပါကိုတိုက်မှကိုရတာမှန်တယ်တခါတလေဂုံးစင်းလိုက်ပြီးအလူရှင်ကျွေးတဲ့လက်ဖက်ကိုဒစိမ့်စိမ့်မြည်ပြီးအရသာခံကြည့်ရတာလဲတမျိုးကောင်းတာပဆိုပြီးထိထိမိမိသုံးသက်ရေးပြထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာ အခုလိုဆုံးထိနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ထပ်ပြည်ရင်းပြပသတင်းတော်လိုင်းရေးဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ